မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 6ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော်မှာအကြမ်းဖက်စစ်တပ်ကိုစားပြုယာယီသမ္မတအမိခံ ်မြင်းဆွေရဲ့မသားအလောင်းအတုပလှည့်လည်တဲ့အချိန်မှာနန်းစီရန်ဝန်ထမ်းများအပြင်ကိုထွက်ပြီးတော့နှုတ်ဆက်ခြင်းနဲ့လိုက်ပါပို့ဆောင်ခြင်းတွေကိုလှုပ်ဆောင်ရမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ9ရက်နေ့ကတည်ဆုံသွားခဲ့တဲ့မြင်းဆွေရဲ့မသားအလောင်းကို9ရက်တိုင်တိုင်ထားရှိပြီးတော့ဩဂတ်လ17ရက်နေ့မှာစစ်တင်းချိုင်းကိုအခမ်းအနားနဲ့ပို့ဆောင်တဲ့ဂျုံမှာဖြစ်တယ်လို့သိရပါတယ်။မြင်းဆွေရဲ့မသားအလောင်းကိုတည်ယူရာလမ်းတစ်လျှောက်မှာနန်းစီဒီယံဝန်ထမ်းများကနှုတ်ဆက်ကြရမှာဖြစ်ပြီးတော့မသားအလောင်းကိုတင်ဆောင်တဲ့ကားဟာလည်းနေပြည်တော်တခွင်ကိုလှဲ့လေအောင်မှာ ဖြစ်တယ်လို့သိရပါတယ်။အတုပကြိုရမယ်သူတွေရဲ့စည်ရင်းတွေကိုကောက်ပါတယ်။တချို့ကလမ်းမှာစောင့်ပြီးတော့ကြိုရမယ်။ဌာနဆိုင်ရာအကြီးအကဲတွေကတော့အတုပပို့သွားကြမယ်ပေါ့။အဲ့ဒါတွေကိုတာဝန်တွေခွဲတန်းယူနေကြရတယ်လို့နေပြည်တော်ဝန်ထမ်းတရေအေးမြစ်ကရှင်းပြထားပါတယ်။အကြမ်းဖက်စစ်ခွေးတက်ကလည်းမြင်းဆွေရဲ့ အတုဘမတာချတဲ့အခမ်းအနားကိုစစ်တီးဝိုင်းများစစ်အခမ်းအနားများနဲ့ပေါဝင်မှဖြစ်ပြီးတော့မတာချတဲ့အချိန်မှာနေပြည်တော်တခွင်လုံခြုံရေးတွေတင်းကျပ်ထားမှဖြစ်တယ်လို့သိရပါတယ်။မြင်းဆွေဟာ2023ခုနှစ်ကစတင်ပြီးတော့လှုပ်ရှားရာမှာတုံ့နေခြင်းအစာဟာရစားသုံးနိုင်မှုနည်းပါးလာခြင်းပါကင်ဆင်အာယုံကျောအားနဲ့ယောဂါကိုခံစားခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာမှ2024ခုနှစ်မှာစင်ကာပူနိုင်ငံနဲ့မြန်မာနိုင်ငံမှာရှိတဲ့စစ်ဆေးရုံမှာစေကူတမှုခံယူခဲ့ရတယ်လို့ပြောပါတယ်။ အကျန်းဖတ်စစ်ခွေးတက်ကမြင်းဆွေရဲ့ကျမ်းမာရေးအတွက်အနည်းကနေအိမ်မှာဆေးကုသမှုပေးခဲ့ပြီးတော့မြင်းဆွေဟာ2025ခုနှစ်ဇွန်လလအတွင်းမှာကိုယ်အလေးချိန်ရောကြခြင်းအစာကောင်းစွာမစားခြင်းကိုယ်အလေးချိန်ရောကြခြင်းအစာကောင်းစွာမစားခြင်းအဖျားတက်ခြင်းအုံနောက်နိုးကြမှုရောနေခြင်းတို့ကြောင့် ဇော်လိုက်လာ24ရက်နေ့မှာအမတ်နဲ့စစ်ဆေးရုံမှာထပ်မံစေကူတောက်မှုခံယူခဲ့ရတာကနေပြီးတော့မတာပေါ်သွားခြင်းဖြစ်တယ်လို့သိရပါတယ်။မြင်းဆွေဟာတင်ဆုံတဲ့အချိန်မှာအသက်85နှစ်ရှိနေပြီဖြစ်ပြီးတော့စစ်တပ်မှဒုတိယဗိုလ်ချုပ်ကြီးအဆင့်အထိတာဝန်ထမ်းဆောင်ခဲ့ကစစ်အာဏာရှင်တန်းရွှေရဲ့လူယုံတအုပ်လည်းဖြစ်တယ်လို့သိရပါတယ်။မြင်းဆွေဟာရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ်2012ခုနှစ်မတ်လ30ရက်နေ့ပြီးတော့2016ခုနှစ်မတ်လ30ရက်နေ့အထိတာဝန်ထမ်းဆောင်ခဲ့ပြီးတော့ NLD အစိုးရလက်ထက်2016ခုနှစ် မတ်လ30ရက်နေ့မှာစစ်ခွေးတိုက်ရဲ့ကိုစလဲအစုအဖွဲ့ကရွေးချယ်တဲ့ဒုတိယတမနာတအုပ်ဖြစ်လာခဲ့တယ်လို့သိရပါတယ်။2020ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာအကြမ်းဖက်စစ်ခွေးခေါင်းဆောင်မင်းအောင်လှိုင်အာနာသိမ်းပြီးတော့တမနာဦးဝင်းမြင့်ကိုယာရုကနေဖယ်ရှားခဲ့ပြီးတဲ့နောက်စစ်ခွေးခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ရုတ်သေးရုတ်တမနာဖြစ်လာခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ဗမော်မြို့နယ်စင်ခမ်းကျေးရွာအနီးကတဘုံမော်လမ်းမိုင်းမှာရှိတဲ့စင်ခမ်းတရာပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်တယ်လို့ စေကောင်းစီရဲ့ဝါရဖြန့် Telegram ဘောမ Channel များမှာရေးသားဖြန့်ဝေနေကြတော့လေကချင်လွတ်လပ်ရေးတပ်မတော် KIA ကရဲဘော်တချို့ကအဲ့ဒီတရားဘော်ကနေစစ်သည်မောများကိုပြစ်ခတ်တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်သည်မောများဟာရွှေကူကနေဗမော်မြို့ကိုစတင်နိုင်တယ်ဩဂတ်လ၁ရက်နေ့မှာစိန်ခမ်းတရားကိုပြန်လည်ထိန်းချုပ်နိုင်ပြီလို့ စစ်ခွေးလော်ဘီများကဒရားရဲ့ပုံဖောင်းတချို့ကိုအသုံးပြုပြီးတော့ဝါရဖြန့်လာခြင်းဖြစ်တယ်လို့သိရပါတယ်ဒုတိယမြေချင်းအနီးစိန်ခမ်းဒရားဘုံမော်ကိုစစ်တပ်ကအပြည့်ဝထိန်းချုပ်ခဲ့တယ်လို့လွန်ခဲ့တဲ့တပတ်ကဝါရဖြန့်ခဲ့ကြပါတယ်အဲ့ဒီလိုမျိုးစိန်ခမ်းဒရားကိုစစ်ခွေးတပ်ကပြန်လည်ထိန်းချုပ်နိုင်ပြီဆိုတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့မကြမ်းမိကြောင်းကချင်စီရေးသတင်းမြစ်တချို့ကဩဂတ်စ်လဆန်းကလေးကပြောထားပြီးတော့အခုဩဂတ်စ်လဒုတိယပတ်မှာရုတ်တံထွက်ပေါ်လာခြင်းဖြစ်တယ်လို့သိရပါတယ်စိန်ခမ်းဒရားဘော်ကနေ ပြစ်တော့မယ် M99 နဲ့လို့ရဲဘော်တအူးကပြောပြီးတော့အခြားရဲဘော်တအူးကတရားပေါ်မှာဝစ်ပြီးနေရာယူပြီးတော့ပြစ်ခတ်လိုက်တာကိုရုတ်တံမှာတွေ့နေရပါတယ်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကချင်းသတင်းရင်းမြစ်ကအဆန်ရွှေကူကနေပြီးတော့ဘော်မော်မျိုးကိုအသွာအပြန်လဲတိုက်ကြတာပဲတချို့ဆိုမပြန်ကြသေးဘူးလို့စေတင်မောအုပ်စုဟာရွှေကူကနေပြီးတော့ဘမော်ကိုတွားရောက်တဲ့အချိန်မှာ ပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့ရုတ်တံဖြစ်ကြောင်းပြောပြထားပါဗျ။ ARD မြေကူးဒရာစင်ခန်းဟာမိရထားလမ်းနဲ့ကားလမ်းပါဝင်တဲ့ဒရာဖြစ်ပြီးတော့စည်ရေးအရာရေးပါတဲ့အဲ့ဒီဒရာကိုကချင်လွတ်လိုက်တက်မတော် KIA ပူးပေါင်းတပ်ဖွဲ့က2024ခုနှစ်မေလမှာတိမ့်ပိုင်နိုင်ငံချင်းဖြစ်တယ်လို့သိရပါဗျ။လက်ရှိမှာ KIA ပူးပေါင်းတပ်ဖွဲ့ကဗမော်မြို့ကိုအပိသက်တိမ့်ပိုင်နိုင်ရေးကြိုးပမ်းနေတယ်လို့စစ်ကောင်စီဘက်ကလည်းဗမော်မြို့မကြဆုံးရေးအတွက်စစ်လက်နက်ခေယံအင်အားများကိုရေချောင်းလေချောင်းများကနေဖြည့်တင်းကတံပြန်ထိုးစစ်ဆင်လျက်ရှိတဲ့အတွက် ဩဂတ်စ်လပထမပတ်အတွင်းမှာဗမာမြို့မှာတိုက်ပွဲများပြင်းထန်နေတယ်လို့ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ KNB နဲ့ဒီမော့ဆိုမြို့နယ်အရှိတ်ချမ်းမှာစစ်ဆောင်ပြည်သူများလိုက်ပါလာတဲ့ကားတစ်စီးကိုစစ်ကောင်စီတပ်ကဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဩဂတ်လ10ရက်နေ့ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးဖမ်းဆီးခံရတဲ့စစ်ပေးဆောင်ပြည်သူ15ဦးကဟာဒီမော့ဆိုမြို့နယ်ငွေတောင်ကျေးရွာအုပ်စုဒေါ်လူကျေးရွာကဖြစ်တယ်လို့သိရပါတယ်။စစ်ဆောင်တွေဆိုတာဟုတ်ပါတယ်ဒီမော့ဆိုအရှိတ်ကနေနောက်ကိုလာတဲ့ကားတစ်စီးကိုစစ်ကောင်စီစစ်ကြောင်းက အစောကြီးထိုးပြီးတော့ဖမ်းမိသွားတာဖြစ်ပါတယ်လို့ KNDP ဂျာကာလာအုပ်ချုပ်ရေးကောင်စီတွဲဖက်အတွင်းရေးမှူးဥပညာကပြောပြထားပါတယ်ဒါအပြင်အဲ့ဒီဒီမော့ဆိုအရှိချမ်းမှာစစ်ကောင်စီတပ်ပြစ်ခတ်ပြီးတော့တေဆုံးသွားရတဲ့ရုပ်အလောင်းတလောင်းကိုလည်းရှာဖွေတွေ့ရှိထားတယ်လို့အသိပေးထားပါတယ်လောလောဆယ်ဖမ်းဆီးသွားတာပဲကြားရသေးတယ်နောက်ဆက်တွဲတော့မသိရသေးဘူးအဲ့ဒီဒေါ်လူရွာကတော့ရောက်ပြီးဒီနေ့တော့ဘယ်ဘက်ကိုထပ်ပြီးစစ်ကြောင်းထုံးမလဲမသိသေးဘူးလို့ KNDP စစ်ရှောင်းအရေးကိုကူညီပေးနေတဲ့ကိုလွန်းကပြောပြထားပါတယ်ဒီမော့ဆိုမြို့နယ်ငွေတောင်ကျေးရွာအုပ်စုမှာရှိတယ် စစ်ကောင်စီရဲ့ခလိုက်ရတရနဲ့တိုက်ရင်ဟာဩဂတ်စ9ရက်နေ့ကစပြီးတော့စစ်ကြောင်းထုံးနေခြင်းဖြစ်ပြီးဒေါ်ဒူရွာဟာအဲ့ဒီတက်အနီးမှာရှိတယ်လို့သိရပါဗျ။လွိုက်ကော်နဲ့မိုးပြင်းမြို့ကိုစစ်ကောင်စီကပြန်ရပြီးတဲ့နောက်ဇူလိုင်လနောက်ဆုံးဘက်ကစပြီးတော့လွိုက်ကော်ဘက်ကနေတဆင်ဒီမော့ဆုံမြို့နယ်အထက်ပိုင်းကိုစစ်ကောင်စီတက်စစ်ကြောင်းထိုးလာတဲ့အတွက်ဒေသခံပြည်သူတထောင်ခွဲဝင်းကျင်ဟာစစ်ပင်းရှောင်နေရတယ်လို့သိရပါဗျ။ဒါအပြင်ဒီမော့ဆုံမြို့နယ်အောက်ဘက်ချမ်းမှာရှိတဲ့ဖရူဆုံမြို့နယ်စစ်တပ်အခြေစိုက်တပ်စခန်းများကို 3လဆက်တိုင်းစစ်ကောင်စီကလေကြောင်းကနေပြီးတော့ခရယံရိတ်ခါအများပြားကိုပို့ဆောင်ပေးနေတယ်လို့ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရန်ကုန်မြို့စမ်းချောင်းမြို့နယ်ဘားကရလမ်းမပေါ်မှာရှိတဲ့ရွှေပြည်အေးရိတ်မုံကွန်ဒိုရှိမှာအမျိုးသားတို့ဓာတ်နဲ့ခုတ်ခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဩဂတ်စ်လ၈ရက်နေ့နေ့လယ်၂နာရီခွဲအချိန်ကမှရွှေပြည်အေးရိတ်မုံကွန်ဒိုရှိမှာလူတယောက်ဓာတ်နဲ့ခုတ်ခံလိုက်ရတယ်လို့သတင်းကြားရတဲ့အတွက် တွားရောက်ခဲ့ခြင်းဖြစ်ပြီးအခင်းဖြစ်ပွားတဲ့နေရာမှာဓာတ်နဲ့ခုတ်ခံရတဲ့သူဟာတွေးထွက်လွန်နေတဲ့အတွက်ကြောင့်စမ်းချောင်းမြို့နယ်ကြက်ချင်းဒီတူနာပြူတပ်ဖွဲ့နဲ့အတူလိုအပ်တဲ့မြေပြင်ကုသမှုများကိုပြုလုပ်ပေးခဲ့တယ်လို့အနာဂတ်လင်းနန်ပရိုက်တာအဖွဲ့ကအသိပေးထားပါတယ်။အဲ့ဒီနောက်အဲ့ဒီလူနာကိုအသင်းရဲ့လူနာတင်ရင်းနဲ့ရန်ကုန်စေယုံကြီးကိုပို့ဆောင်ပေးခဲ့ကြောင်းသတင်းတပ်ပုံများနဲ့အတူဖော်ပြထားပါတယ်။ ကားပါကင်လူရင်းနဲ့ရန်ဖြစ်စကားများရာကနေပြီးတော့ခုတ်ကြတာပဲလို့စမ်းချောင်းမြို့နယ်မှာနေထိုင်သူတို့ကအတည်ပြုပြောကြားထားပါတယ်။ရန်ကုန်မြို့မှာပြီးခဲ့တဲ့ဩဂတ်စ်လ9ရက်နေ့ကလည်းမြမပလာဇာဈေးဝယ်စင်တာရဲ့ကားပါကင်မှာအမျိုးသမီးတို့အုပ်ကိုလူနှစ်ဦးကဓာတ်နဲ့ဝိုင်းထိုးလို့တိတ်ဆုံးသွားတဲ့ဖြစ်စဉ်ဖြစ်ခဲ့ပြီးတော့လက်ရှိအချိန်ထိပြစ်မှုကျူးလွန်တဲ့တရားခဏ်ကိုဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ပြောပါရယ်စစ်ကောင်စီဟာရန်ကုန်မြို့မှာ CCTV များတပ်ဆင်ပြီးတော့တော်လိုင်းအဖွဲ့များရဲ့မျိုးပြလှုပ်ရှားမှုများကိုခြေရာခံဖမ်းဆီးမှုများရှိတော့လဲ တကယ်တမ်းပြည်သူတွေဒုက္ခရောက်အကြမ်းဖက်ခံရတဲ့ကိစ္စတွေမှာတော့ဘာမှလှုံ့ဆော်နိုင်ခြင်းမရှိသေးကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ KNB ဖားဆောင်မြို့အနီးကိုအကြမ်းဖက်စစ်ခွေးတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့်ကလေးငယ်များအပါအဝင်ပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဩဂတ်စ်လ၈ရက်နေ့မနက်၁၀:၀၀ခန့်မှာဖားဆောင်မြို့နယ်ခဲမပြူရွာအနီးကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ဘုံးကျဲတိုက်ခိုက်သွားတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ခွေးတိုက်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာကလေးငယ်များအပါအဝင်ပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ဘုံးကျဲတိုက်ခိုက်သွားတာပါ။ဖားဆောင်မြို့နယ်ခဲမပြူရွာတဝိုက်ကိုကျဲချတိုက်ခိုက်သွားတာကလေးငယ်တွေအပါအဝင်ပြည်သူ၃ဦးဒဏ်ရာရသွားတယ်။ မနေ့ကမနက်10နာရီလောက်မှာကျဲချတိုက်ခိုက်သွားတာပါလို့ဒေသခံပြည်သူတို့ကအတည်ပြုပြောကြားထားပါတယ်။အလားတူပဲဘကိုးတိုင်းကြောက်ကြီးမြုံနယ်မှာလည်းအကြမ်းဖက်စစ်ခွေးတပ်ကအရသာပြည်သူများကိုပစ်ခတ်ပြီးတော့ drone နဲ့အကြိမ်20ထဲမနေ့တိုက်ခိုက်ခဲ့တယ်လို့ KNU ဗဟိုကထုတ်ပြန်ထားပါတယ်။ဇူလိုင်လ22ရက်နေ့မှာခလိုက်ရ264တိုက်ရင်ကလက်နက်ကြီး120မမနဲ့ချိတ်ကွင်းကြီးရွာ လေအိမ်စုလေခွင်းတို့ကိုပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့နေအိမ်တစ်လုံးပြန်စီးခဲ့တယ်လို့သိရပါတယ်။ဇူလိုင်လ25ရက်နေ့မှာလဲတောဝီကျေးရွာကစစ်ခွေးတွေကကျုံကုန်းကျေးရွာအနောက်ဘက်ချမ်းကိုလက်နက်ကြီး87မမနဲ့ဒဂျိန်ပစ်ခတ်တိုက်ခိုက်ခဲ့သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပြည်တွင်းမှာအလှည့်ကျစစ်မှုထမ်းရမယ့်လူငယ်များရှားပါးလာနိုင်တဲ့အတွက်မြန်မာနိုင်ငံသားများထိုင်းနိုင်ငံကိုတွားရောက်ပြီးတော့အလုအလုကင်မှုများကိုစစ်တပ်ကပိတ်ပင်တားဆီးပေးရန်စံဖို့အမတ်ဟောင်း ဘူးလလဆွေကသူ့ရဲ့လူမှုကွန်ရက်ကနေတဆင့်တောင်းဆိုလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကမ္ဘောဒီးယားနဲ့ထိုင်းနိုင်ငံတို့ကြားမှာနယ်စပ်ပြဿနာကြောင့်တိုက်ပွဲဖြစ်ပွားလာပြီးတဲ့နောက်ကမ္ဘောဒီးယားကသူ့ရဲ့နိုင်ငံသားအလို့သမားများကိုထိုင်းနိုင်ငံကနေပြန်လည်ခေါ်ယူခဲ့တယ်လို့သိရပါဗျ။ဒါကြောင့်ထိုင်းနိုင်ငံမှာအလုပ်လုပ်နေတဲ့ကမ္ဘောဒီးယားအလုပ်သမား9သိန်းလောက်ဟာနေရက်ကိုပြန်သွားကြပြီဖြစ်တယ်လို့သိရပါတယ်။ ထိုင်းနိုင်ငံရဲ့အလို့သမားလိုအပ်ချက်ကြီးမားနေတဲ့အတွက်မြန်မာနိုင်ငံကအလို့သမားများကိုခေါ်ယူมาဖြစ်တယ်လို့သိရပါဗါးအခုလိုခေါ်ယူပါကမြန်မာအလို့သမားတိမ့်နဲ့ချီပြီးတော့ထိုင်းနိုင်ငံကိုတွားရောက်ကြมาဖြစ်တဲ့အတွက်စစ်မှုထမ်းမဲ့လူငယ်များကိုခေါ်ယူရန်လူဆွာအရင်းမြစ်ရှားပါခြင်းပြည်တွင်းအလို့သမားပြက်လက်မှုများအကြီးအကျယ်ဖြစ်ပေါ်လာနိုင်တယ်လို့ဘူးလက်လှဆွေကပြောကြားထားပါဗါးအခုထိုင်းမှာရှိတဲ့ခမာရီကမ္ဘောဒီးယားနိုင်ငံသား9သိန်းလောက်ရှိတယ်အဲ့ဒီ9သိန်းလောက်ကကမ္ဘောဒီးယားအစိုးရကနေပြီးတော့ပြန်ခေါ်တယ် မင်းတို့ယိုရီးယားမှာသွားပြီးတော့အလုပ်လုပ်ရှာမလို့ဘူးငါတို့ကမ်ဘောဒီးယားနိုင်ငံကိုပြန်လာခဲ့မင်းတို့ပြန်မလာရင်မင်းတို့ရဲ့ passport တွေကိုရုတ်သိမ်းမယ်နိုင်ငံသားအဖြစ်ကနေပြီးတော့ရက်ဆဲမယ်မင်းတို့ရဲ့ဗန်စီးရင်းတွေကိုသိမ်းမယ်စသဖြင့်ပေါ့အဲ့ဒီလိုချက်လိုက်တော့ကမ်ဘောဒီးယားခမာတွေအကုန်လုံးအိမ်ပြန်ကြရတယ်အယောက်9သိန်းလောက်ရှိတယ်နော်9သိန်းလောက်ကြီးယော့သွားရင်ယိုရီးယားမှာ labor crisis အကြီးကြီးဖြစ်မယ်အဲ့ဒီ labor crisis ကိုမှီအောင်ဘယ်လိုလုပ်မလဲဆိုတော့နီးစပ်ရမြန်မာတွေကိုခေါ်ပြီးတော့ခိုင်းနိုင်တယ် မြန်မာတွေကအများကြီးထပ်ပြီးတော့မြန်မာနိုင်ငံကနေထွက်သွားလိမ့်မယ်ခုကယူရီးယားမှာမြန်မာတွေကတန်းနဲ့ချီပြီးတော့ရှိတယ်မြန်မာတွေထပ်ပြီးတော့ထွက်ရင် labor crisis ကကူးဆက်နိုင်တယ်မြန်မာပြည်ကအလုံသမားတွေလည်းရောသွားနိုင်တယ်စစ်ဘုရန်ခေါ်တာကအစအခက်အခဲတွေဖြစ်နိုင်တယ်သူရောက်9သိန်းလောက်ကြီးလုံးမလေးလို့လက်လက်ဆွေကပြောကြားထားပါတယ်ဒါကြောင့်စစ်တပ်အနေနဲ့ထိုင်းနိုင်ငံကိုတွားရောက်နိုင်တဲ့နေဆက်ထွက်ပေါက်နေဆက်လန်းလေစိတ်ရေစိတ်များအားလုံးကိုစစ်စစ်ပိတ်ပင် တင်းကျပ်ထိန်းချုပ်မှုများကိုလှုပ်ဆောင်ရန်ရည်တကြီးလိုအပ်တယ်လို့စောက်ဘောဘူးလက်လာဆွေကပြောဆိုလိုက်ပါတယ်လက်တလောကမ္ဘောဒီးယားအလုံသမာ၈သိန်းကျော်ဟာထိုင်းနိုင်ငံကနေထွက်ခွာသွားတဲ့အတွက်ဘန်ကောက်ရဲ့ဆက်မှုစုံများနဲ့စောက်လုပ်ရေးလုပ်ငန်းခွင်များမှာအလုံသမာပြက်လက်မှုများအကြီးအကျယ်ဖြစ်ပေါ်နေကြောင်းထိုင်းအခြေစိုက်ထိုင်းရတ်သတင်းဌာနကဖော်ပြထားပါတယ်ထိုင်းနိုင်ငံအတွင်းမှာလက်လက်သွားတဲ့ကမ္ဘောဒီးယားလုံသားများနေရာမှာမြန်မာလုံသားများကိုလုပ်ငန်းရှင်များဘက်ကအစားထိုးခန့်အပ်လာကြောင်းထိုင်းရောက်မြန်မာအလုံသမာအရေးကူညီပေးနေတဲ့ AAC ကိုရဲမင်းကလည်းပြောကြားထားပါတယ် အထောက်အထားအစုံလင်ရှိတယ်မြန်မာလူသားများအနေနဲ့စမတ်ခပေးစရာမလိုပဲရှောက်ထားနိုင်တဲ့အလုပ်များလည်းရှိလာတယ်လို့ပြောပါရယ်ကမ္ဘောဒီးယားနိုင်ငံသားများနေရာမှာမြန်မာလူသားများကိုခန့်အပ်တဲ့လုပ်ငန်းစဉ်ဟာရှုပ်ထွေးမှုမရှိဘဲနဲ့လွယ်ကူရိုးရှင်းကြောင်းလည်းသိရပါရယ်ဒီရက်ပိုင်းလေးမှာပဲစက်သားယုံတယုံကထွက်သွားတဲ့ကမ္ဘောဒီးယားလူသားတွေရဲ့နေရာမှာမြန်မာလူသမား600ကျော်ကိုခေါ်တဲ့ အခုဆိုအဲ့ဒီ600ကျော်ကပြည့်သွားပါပြီအလုတ်လက်မဲ့မြန်မာတွေသွားပြီးတော့ရှောက်ကြတယ်တချို့လဲလက်ရှိလုပ်နေတဲ့လုပ်ငန်းခွင်မှာပဲအဆင်မပြေလို့နောက်ထပ်လုပ်ငန်းခွင်ကိုသွားပြီးတော့ရှောက်ကြတာပေါ့အခုအကုန်အလုတ်ရသွားပါပြီစမခါလဲပေးစရာမလိုဘူးလစ်လက်သွားတဲ့ကမ္ဘောဒီးယားလုံသားတွေနေရာမှာမြန်မာလုံသားတွေကိုအထောက်အထားအဆုံလင်ရှိတယ်ဆိုရင်အဲ့ဒီအလုတ်နေရာကလူခေါ်တယ်စမတ်တာနဲ့လေဟိုဘက်ကလုပ်ငန်းရှင်ကကြိုက်တယ်ဆိုရင်အလုတ်လက်ခံအစားထိုးအလုတ်လုတ်ဒီလောက်ပါပဲကျွမ်းကျင်မှုတွေလှုပ်ဆောင်မှုတွေကတော့သူ့ရဲ့လုပ်ငန်းနယ်ပယ်အသီးသီးအလိုက် လူသစ်တွေဆိုတော့ပြန်တင်ပေးရတာတွေတော့ရှိလာမှာပါဒါပေမဲ့အားလုံးကတော့လွယ်လွယ်ကူကူရိုးရိုးရှင်းရှင်းပါပဲလို့ AAC ကိုရဲမင်းကရှင်းပြထားပါတယ်ထိုင်းနိုင်ငံနဲ့ကမ္ဘောဒီးယားနိုင်ငံကြားပြည်ပခများကြောင်းထိုင်းနိုင်ငံအတွင်းမှာအလုလုကန်နေကြတယ်ကမ္ဘောဒီးယားနိုင်ငံသားအလုံးရင်းဟာနေရက်ကိုပြန်သွားမှုဖြစ်ပွားခဲ့ပြီးတော့အဲ့ဒီလုံသားများရဲ့နေရာမှာမြန်မာလုံသမားများကိုခေါ်ယူရန်ထိုင်းလုပ်ငန်းရှင်များကလုံဆောင်ခဲ့ခြင်းဖြစ်တယ်လို့အလုံသမားကြီးဆောင်ရွက်နေသူများထံကသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မန္တလေးနဲ့မြကြီးနားမြို့များမှာနေကင်းကြောင်တောင်ကြီးကိုစစ်မှုထမ်းခိုင်းရန်အတွက်အသက်မပြည့်သေးတဲ့အခြေခံပညာအထက်တန်းကျောင်းသားတချို့အပါအဝင်လူငယ်များကိုပေါ်ပေါ်တင်တင်ပေါ်တာဆွဲဖမ်းဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်ခွေးတပ်ကအခုဩဂတ်လအတွင်းမှာဖွင့်လှစ်မယ်။စစ်မှုထမ်းအပတ်စဉ်16အတွက်စစ်မှုထမ်းမဲ့လူငယ်များရရှိမှုနည်းပါးနေတဲ့အတွက်မြို့ကြီးများမှာပါနေကင်းကြောင်တောင်လူမြင်ခွင့်အချိန်ကြီးမှာပေါ်ပေါ်တင်တင်ပေါ်တာဆွဲဖမ်းဆီးမှုများကိုလှုံ့ဆော်လာခြင်းဖြစ်တယ်လို့သိရပါဗျာ။ မနေ့ကရန်ကုန်မြို့တာမွေမြို့အာယုဈေးရုံရှစ်ဘတ်စကားမှတ်တိုင်မှာဘတ်စကားဆောင်နေတဲ့လူငယ်အလုသမားအမျိုးသား၅ဦးကိုစစ်ခွေးတပ်ကစစ်ကားနဲ့ကားပေါ်ကိုတင်ပြီးတော့ပေါ်တာဆွဲသွားခဲ့ပြီးအဲ့ဒီမြင်ကွင်းကိုပတ်ဝန်းကျင်ကပြည်သူအလုံးမြင်တွေ့လိုက်ရတယ်လို့မျက်မြင်တွေ့ရှိခဲ့ရတဲ့ရန်ကုန်ကပြည်သူတို့ကပြောပြထားပါတယ်အလားတူပဲရန်ကုန်တိုင်းမရန်ကုန်မြို့နယ်ဘရင်တော်လမ်းဆောင်ကားမှတ်တိုင်မှာမနေ့ကည9:00နာရီဝန်းကျင်အချိန်အရက်ဝင်းနဲ့ပြူစောတိနဲ့စစ်သားတချို့ကကားဆောင်နေတဲ့လူငယ်အမျိုးသား9ဦးကိုကားပေါ်ကိုဆွဲတင်ပြီးဖမ်းဆီးသွားခဲ့ပြီးတော့ အခုလိုခေါ်ဆောင်ခြင်းခံရတဲ့လူတွေကရွှေပြည်သာမြို့နယ်အမှတ်27ရပ်ကွက်မှာနေထိုင်နေအသက်30အရွယ်ကိုကျော်ဝင်းမှာဖမ်းဆီးခံလိုက်ရတယ်လို့သိရပါဗျ။ကိုကျော်ဝင်းကပယံသမားပါအဖမ်းခံလိုက်ရတဲ့အချိန်မှာဖုန်းအဆက်အသွယ်တစ်ချက်တော့ရသေးတယ်။နောက်တော့ဖုန်းဆက်ပိတ်သွားပါတယ်။အခုတော့သူ့ရဲ့မိသားစုတွေကဘရင်တော်စေကျော်ရေးတက်ကိုလိုက်နေတယ်။စစ်မှုထမ်းဖို့ခေါ်သွားတာကတော့အတီးပြုတ်လို့ရတယ်လို့ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတယ်။ကိုကျော်ဝင်းရဲ့မိတ်ဆွေကပြန်လည်ရှင်းပြထားပါဗျ။အလားတူပဲမြေကြီးနားမျိုး ါလာနာရဲစခန်းကမန်ခိန်အခြေခံပညာအထက်တန်းကျောင်းမှာစတင်ကြားနေတဲ့ကိုရန်ကျောင်းသားမောင်လာအလေးနဲ့ကျောင်းသားနှုတ်တို့ကိုပေါ်တာဆွဲဖမ်းဆီးသွားပြီးတော့အသက်မပြည့်သေးမှန်သိတဲ့အခါမှာမိသားစုဝင်များကိုပတ်စံနဲ့လာရွေးရန်အကြောင်းကြားခဲ့တယ်လို့သိရပါဗျ။ဖမ်းတာကပါလာနာရဲစခန်းကဖမ်းတာဖမ်းသွားတာကမနက်7:00နာရီလောက်မှာဖမ်းသွားတာပါ။ညနေ3:00နာရီမှာအိမ်ကိုပတ်စံနဲ့လာရွေးဖို့အကြောင်းကြားတယ်။အသက်မပြည့်သေးတဲ့ကိုရန်ကျောင်းသားတွေမှန်သိလို့အိမ်ကိုလာခေါ်ပြီးတော့ပတ်စံနဲ့လာရွေးခိုင်းတာပါ။ကျောင်းသားတယောက်ကို ဆယ်သိန်းနဲ့ပြန်ရွေးခဲ့ရတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်။အလားတူပဲမန္တလေးချမ်းအေးသာဆန်မြို့နယ်26လမ်း84လမ်း85လမ်းနဲ့86လမ်းမတွေမှာအခုရပိုင်းအတွင်းဆိုင်ကယ်စီးလာတဲ့လူငယ်တချို့ကိုလိုင်စင်စစ်ဆေးတယ်ဆိုပြီးတော့စုမှုထမ်းခိုင်းရန်ပေါ်တာဆွဲဖမ်းဆီးမှုများဖြစ်ပွားနေတယ်လို့သိရပါတယ်။လူငယ်အယောက်20နီးပါးဖမ်းဆီးခံရပြီးတော့မန္တလေးနန်းတွင်းကိုခေါ်ဆောင်ခံရကြောင်းဖမ်းဆီးခံရတဲ့လူငယ်တဦးရဲ့ဖခင်ဖြစ်သူကပြောပြလာပါတယ်။ဆိုင်ကယ်လိုင်စင်မပါသွားလို့အဖမ်းခံရတာဆိုပြီးတော့ဖုန်းဆက်တယ် သားကိုရွေးထုတ်ဖို့အတွက်လိုက်သွားတော့နန်းတွင်စစ်သားစုဆောင်ရေးတပ်ကိုပို့လိုက်ပြီလို့ပြောတယ်။ဒီလ15ရက်နေ့မှာစစ်မှုထမ်းအပတ်စဉ်16ရက်အတွက်စစ်မှုထမ်းဖို့စရင်ဝင်တယ်လို့ပြောတယ်။ဝင်နဲ့ထုတ်ဖို့လိုက်တာသူတို့ကလက်မခံဘူး။ဗတ်ဆန်ပေးရင်လည်းပြန်မလုပ်ဘူး။ဝေကုံခံမနေနဲ့လို့စုဆောင်ရေးတပ်ကတက်ကြကြီးကပြောလိုက်တယ်။ ်ဘယ်သင်တန်းကျောင်းကိုတားဖို့ပို့မလဲဆိုတာဖုန်းဆက်ပြီးပြန်ပြောပါမယ်လို့ပေါ်တာဆွဲဖမ်းဆီးခဲ့တဲ့လူငယ်ရဲ့ဖခင်ကရှင်းပြထားပါတယ်အချက်ဖတ်စစ်ခွေးတက်က2024ခုနှစ် AP လကစတင်ပြီးတော့စစ်မှုထမ်းသင်တန်းများကိုစတင်ဖွင့်လှစ်ခဲ့ရာအခုစစ်မှုထမ်းအပတ်စဉ်16ကိုရောက်ရှိလာပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီတော့အချမ်းဖတ်စစ်အာဏာရှင်ဆက်နဲ့စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ